င်္ဂလာပါရှင်ဒီနေ့အော်တိုဘားလ18ရက်နေ့နေ့လယ်ခင်းဒီနောက်ဆုံးရရှိထားတဲ့မြို့တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါယူကရိန်းစစ်ပွဲရစဲရေးကိစ္စရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဖုန်းဆက်ဆွေးနွေးခဲ့ပြီးအရန်အပြုသဘောဆန်တဲ့တိုးတက်မှုတွေရှိခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်ပြီးတော့သူကပူတင်နဲ့မျက်နှာချင်းဆိုင်ဆွေးနွေးဖို့လဲကတိထားရှိခဲ့တယ်လို့ထရမ့်ကဆိုပါတယ် ဆရနယ်ပူတင်တို့ဟာအော်တိုဗလာ16ရက်နေ့ကတယ်လီဖုန်းကတစ်ဆင့်စကားပြောခဲ့ကြတာဖြစ်ပါတယ်။ဇွန်နေမှုတွေရဲ့လာရာတွေကအရန်အပြုသဘောဆောင်ခဲ့ကြအောင်အမေရိကန်နဲ့ရုရှားတို့ရဲ့ကိုယ်စားလှယ်တွေဟာလာမယ့်သတင်းပတ်မှာတွေ့ဆုံဖို့လဲစီစဉ်ထားကြောင်းထရမ့်ကအမှတ်ချက်ပေးခဲ့ပါတယ်။ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မြို့မှာပူတင်နဲ့တွေ့ဆုံဖြစ်မယ်လို့ထရမ့်ကပြောပေမဲ့ရက်စွဲအတိအကျကိုတော့ထုတ်မပြောခဲ့ပါဘူး။တစ်ဖက်မှာတော့ရုရှားအစိုးရရုံးဆိုင်ရာခရမလင်နန်းတော်ကအဲ့ဒီဆွေးနွေးပွဲအတွက်ပြင်ဆင်မှုတွေကိုချက်ချင်းစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်တွေရဲ့ဆွေးနွေးမှုဟာအထူးပွင့်လင်းပြီးအပြန်အလှန်ယုံကြည်မှုရှိကြမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ Trump ကရုရှားနဲ့ Ukraine ကြားစစ်ပွဲကိုရပ်ဆိုင်းစေဖို့အတွက်နှစ်ဖက်စလုံးကိုဖိအားပေးခဲ့ပြီးရုရှားကစစ်ပွဲကိုရှေ့ကြောင်းအောင်ရည်ရွယ်ချက်ရှိရှိအချိန်ဆွဲနေတယ်လို့စစ်ဆဲခဲ့ပါတယ်။မကြာသေးခင်ကတော့ Trump နဲ့ American အစိုးရကရုရှားသာစစ်ပွဲကိုအချိန်ကြာအောင်ရည်ရွယ်ချက်ရှိရှိဆက်လုပ်နေမယ်ဆိုရင် American ရဲ့တာဝေးပြတ် Tomahawk Cruise Drone ကြီးတွေကို Ukraine စီထောက်ပံ့ပေးရလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ ထရမ့်ဟုတ်တွေဟာယူကရိန်းလက်ထဲအမှန်တကယ်ရောက်သွားမယ်ဆိုရင်ရုရှားနိုင်ငံရဲ့မြို့တော်မော်စကိုထိလက်လန်းမီအောင်ပြစ်ခတ်နိုင်မဲ့သဘောပါထရမ့်ကယူကရိန်းတမရဗိုလိုဒီမာဇလစကီရဲ့အင်ဖျူတော်ခီးစင်မတိုင်ခင်တည်းကမှာပူတင်နဲ့ဖုန်းပြောခဲ့တာဖြစ်ပါတယ်ဇလစကီဟာထရမ့်ဟုတ်တွေအပေါဝင် အမေရိကန်စစ်လက်နက်တွေရရှိနိုင်ရတဲ့အတွက်ထရမ့်ကိုဆွေးနွေးတောင်းဆိုဖို့ဝါရှင်တန်ဒီစီမြို့တော်စီလာရောက်မှာဖြစ်ပါတယ်ရုရှားဟာငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုမျက်ကွယ်ပြုထားရကနေ့ ယူကရိန်းစီထွန်းဟော့တွေရောက်လာနိုင်တယ်ဆိုတဲ့သတင်းကိုကြားပြီးချင်းပါပဲ။ကောင်းကောင်းမွန်မွန်စကားပြောဖို့အစိတ်ပြန်ပြောင်းလာတာဖြစ်တယ်လို့ American ကိုရရောက်ချင်းမှာ Zelensky ကမှတ်ချက်ပေးခဲ့ပါတယ်။ Trump ကတော့ Ukraine စစ်ပွဲကိစ္စအပြင်ဂုံသွေးရင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပါ Putin နဲ့အဆွေးနွေးဖြစ်ခဲ့ကြပြီးအားလုံးကချက်ချော့မော်မော်ဖြစ်ခဲ့တယ်လို့သူကိုယ်ပိုင်လူမှုကွန်ရက် Media True မှာရေးသားထားခဲ့ပါတယ်။နိုင်ငံအစ်မြအရာရှိတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာလည်းလာမယ့်သတင်းပတ်ကြရင် ဂျိုတင်မကြေညာထားတဲ့နေရာတစ်ခုမှာတွေးဆောင်ဖြစ်ကြမယ်လို့ထရမ့်ကအတည်ပြုခဲ့ပါတယ်။အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကတော့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကိုယ်တိုင်ဦးဆောင်မှာဖြစ်တယ်လို့ထရမ့်ကပြောပါတယ်။အော်တိုဗလာ၁၉ရက်နေ့ကျရင်ဇလန်စကီးနဲ့တွေးဆောင်တဲ့အခါမှာသူနဲ့ပူတင်ဆွေးနွေးထားတဲ့အကြောင်းအရာတွေကိုမျှဝေအတည်ပြုသွားမယ်လို့လည်းထရမ့်ကဆိုပါတယ်။နောက်ပြီးသူနဲ့ပူတင်တို့ဟာလာမယ့်နှစ်ပတ်လောက်အတွင်းမှာတွေ့ဖြစ်ကြမယ်လို့မျှော်လင့်ကြောင်းထရမ့်ကသတင်းထောက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ်။ Trump of Donji တွေကို Ukraine စီပေးမလာလို့သတင်းတောက်တွေကမေးတဲ့အခါမှာ Trump က American ကိုယ်တိုင်ကလည်း Trump of တွေကုန်ခန်းထားတဲ့အခြေအနေမျိုးအဖြစ်မခံနိုင်ကြောင်းဒီဒုံးကြီးတွေကို American လဲလိုအပ်ကြောင်းဒီတော့အခုကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုသူမပြောတတ်သေးကြောင်းတုံ့ပြန်သွားပါတယ် American နိုင်ငံဆိုင်ရာ Ukraine တာဝန်ကြီး Olga Steven Nisha ကတော့ Trump နဲ့ဖုန်းမပြောခင်နိုင်ပါလောက်အလိုကတဲ့ Ukraine မျိုးတော်တွေကို Russia ကအညာလုံးပေါက်ဒုံးကြီးတွေ drone တွေနဲ့တိုက်ခိုက်ခဲ့တာကိုကြည့်ရင် ငင်းငင်းနဲ့ပတ်သက်ပြီးရုရှားရဲ့သဘောထားကဘာလဲဆိုတာမြင်သာနေပြီးသားလို့ဝေဖန်ခဲ့ပါတယ်။ Hungary ဝန်ကြီးချုပ် Viktor Orban ကတော့ Budapest မှာ Trump နဲ့ Putin တွေ့ဆုံပြကြမဲ့ကိစ္စကိုလူမှုကွန်ရက် Media X မှာအတည်ပြုခဲ့ပြီးကမ္ဘာပေါ်ကငင်းငင်းချင်းမြတ်နိုးသူတွေအားလုံးအတွက်သတင်းကောင်းလို့ညွှန်ဆိုခဲ့ပါတယ်။ Trump နဲ့ Putin တို့ဟာ August လ9ရက်နေ့တုန်းက American ရဲ့ Alaska ပြည်နယ်မှာလူချင်းတွေ့ခဲ့ကြပါသေးတယ်။ Trump ဟာ American သမ္မတဟောင်း Joe Biden နဲ့ရှင်ရင် ရုရှားပေါ်အများကြီးလိုက်ရောဆက်ဆံနေဆိုတဲ့အယူဆချက်တွေရှိနေပါတယ်။အစောပိုင်းတုန်းကသူဟာဇလန်စကီနဲ့အင်ဖီရောမှလူသိရှင်ကြားစကားများခဲ့ပုံပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့သူတို့နှစ်ဦးကြားဆက်ဆံရေးကလည်းတောက်လျှောက်ပြန်လဲတိုးတက်လာခဲ့ပါတယ်ရှင်။အငင်းပွားစရာအခြေအနေတွေအများကြီးဖြစ်ပေါ်စေခဲ့တဲ့ Israel American ပူးပေါင်းအကူအညီပေးအဖွဲ့ဟာဂါဇာမှာလုပ်ငန်းလက်ပတ်မှုတွေရပ်ဆိုင်းထားပြီလို့ကြေညာခဲ့ပါတယ်။ဂါဇာလူသားချင်းစာနာမှု Foundation GHF ဆိုတာဟာ စစ်ဘေးသင့်ဂါဇာကမ်းမြောင်ဒေသမှာလူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ရေးအတွက်အမေရိကန်နဲ့အစ္စရေးအစိုးရတွေညှိနှိုင်းထူထောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ GHF ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေဟာလူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့အစံတန်းမုန်းတွေကိုထင်ဟမနေစေကြောင်းဝေဖန်မှုတွေထွက်ပေါ်ခဲ့တယ်လို့ကုလသမဂ္ဂလက်အောက်ခံအထောက်ပံ့ဘေးရေးအေဂျင်စီတွေကလည်း GHF ရဲ့လုပ်ငန်းတွေမှာပူးပေါင်းဖို့အငင်းဆုံးခဲ့ပါတယ်။ GHF နဲ့ပတ်သက်ပြီးအကြီးမားဆုံးအမဲဆက်ကတော့ရိတ်ခဝင်ကားပေးတဲ့နေရာတွေနားမှာစုဝေးနေတဲ့ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်ကမကြာခဏပစ်ခတ်ပြီးအများအများသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေပါပဲ။အစ္စရေးစစ်တပ်ကတော့အဲ့ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ရင်တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးချင်းချောက်ခံရတယ်ဆိုတဲ့အကြောင်းပြချက်မျိုးပေးလို့ရှိပါတယ်။ GHF ရဲ့အစီအစဉ်အရ American အစိုးရကရေပုံငွေထောက်ပံ့ပေးတဲ့ပုဂ္ဂလိကကုမ္ပဏီတွေဟာဂါဇာမှာစစ်ပေးရှောင်ပြည်သူတွေကိုစားနပ်ရိက္ခာတွေဝင်ကထောက်ပံ့ပေးပြီးအစ္စရေးစစ်တပ်ကလုံခြုံရေးအတွက်အတောင်းအယူပေးထားတာဖြစ်ပါတယ်။မူလက GHF ရဲ့လုပ်ငန်းတွေလက်ပတ်ဖို့ရန်ပုံငွေတွေကို နိုဝင်ဘာလအထိရထားခဲ့ပေမဲ့ဂါဇာမှာအစ္စရေးနဲ့ဟားမတ်စ်ပြောက်ကြားအဖွဲ့ကြောင့်အပြစ်ခတ်ရစရေးသဘောတူညီမှုရရှိခဲ့တဲ့နောက်အချိန်စောပြီးလုပ်ငန်းတွေရပ်လိုက်တာလို့သိရပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကကျောင်းဝင်ညနေပြခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အရအစ္စရေးနဲ့ဟားမတ်စ်တို့ကြားအပြစ်ရက်သဘောတူညီမှုအစတင်အသက်ဝင်တဲ့အော်တိုဗာလ၁၀ရက်နေမှာ GHF ရဲ့လုပ်ငန်းတွေလည်းရပ်နာထားလိုက်တယ်လို့အဲ့ဒီအဖွဲ့ကအတည်ပြုခဲ့ပါတယ်။ပြီးတော့ GHF ရဲ့ SDF လို့နာမည်ပေးထားတဲ့ရိတ်ခဖြန့်ဝေရေးစကန်တရှိရာနေရာကအစ္စရေးတက်တယ်လဲဆုတ်ခွာခဲ့ပြီဖြစ်တာကြောင့်အဲ့ဒီစကန်ကိုတော့အပြီးပိတ်သိမ်းလိုက်ပြီလို့လည်းသိရပါတယ်။အခုချိန်မှာတော့အဖွဲ့အစည်းတွေလုပ်ငန်းလက်ပတ်မှုတွေကိုရပ်ဆိုင်းထားပြီလို့ GHF ရဲ့ပြောရေးဆိုခွင့်ရအရာရှိကဆိုပါတယ်။ဒါပေမဲ့ဂါဇာဟာ GHF ကိုလိုအပ်နေစေလို့ခန်းစားမိကြောင်းအခုချိန်မှာတော့ပါလက်စတိုင်းဒေသခံတွေစီထောက်ပံ့ရေးအကူအညီတွေရနိုင်သမျှအပေးအပ်ဖို့လိုအပ်နေကြောင်းသူကဆက်ပြောပါတယ်။ GHF ကဂါဇာမှာဆက်ပြီးလုပ်ငန်းလက်ပတ်ချနေလို့ပြောထားပါမယ်လေ။ Israel နဲ့ Hamas တို့ကြောင့်ငြိမ်းချမ်းရေးသဘောတူညီချက်နောက်ဆုံးအစ်စ်မှာတော့ GHF ကိုဂါဇာကနေဖယ်ရှားဖို့ဆိုတဲ့အချက်ပေါင်းဝင်လာနိုင်ွယ်ရှိတယ်လို့နေဆက်သူတွေကအမှတ်ချက်ပေးထားကြပါတယ်ရှင်။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုပြပြပေးသွားပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအန်းတပ်ပရော TNL ထင်းချုပ်ထားတဲ့နမ်ဆန်နဲ့နမ်တူမျိုးကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကဘုံးထက်ကျဲသွားပါတယ်။ နမ်ဆန်မြို့ဟိုမင်းကျွော်နဲ့နမတူမြို့ကိုဒီနေ့မနက်၈နာရီ၅၅မိနစ်မှာ Jet Fighter နဲ့ဘုံကျဲတာလို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းအရသာတိုက်စိုးထိခိုက်မှုရှိတယ်လို့ဒေသခံအချို့ကပြောပေမဲ့ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့်အသေးစိတ်မသိရသေးပါဘူး။နမ်ဆန်ဘက်မှာပြစ်သွားတာက၃ရောက်ထိတယ်လို့ကြားတယ်။ရုပ်ကြားလေးတစ်ယောက်အမင်းကလေး၂ယောက်ပေါ့။အတိအကျတော့မသိရသေးဘူး။နမတူမှာလည်းပြစ်တယ်ဒီမနက်မှာ။အဲ့ဒီမှာလည်းတိုက်စိုးတာတော့မရှိဘူး။ထိခိုက်ဒဏ်ရာနည်းနည်းပါးပါးထိတာတော့ရှိတယ်လို့ တန်းဒေသတတိယမြက်ကပြောပါရယ်နမတူမြို့မှာလဲစစ်ကောင်စီတပ်ကလေချောင်းကနေဘုံတွေထပ်မံကျဲချတိုက်ခိုက်မှုကြောင့်အမျိုးသမီး၄ယောက်ထိမှန်တရားရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားတာပါနမ်ဆန်မြို့ကိုအော်တိုဘာ၄ရက်၁၃ရက်နဲ့၁၄ရက်တွေကလဲစစ်ကောင်စီကဘုံကျဲခဲ့လို့ရှစ်တန်းကျောင်းသူတယောက်အပေါင်းဝင်ကလေး၄ယောက်တိတ်ဆုံးပြီး၈ယောက်ထပ်မံတရားရရှိခဲ့တာပါစစ်ကောင်စီကအကြောင်းမဲမြို့ကိုအော်တိုဘာတရက်ကပြန်လည်တင်းယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုဘုံဆက်တိုက်ကျဲနေပါတယ် ဒီဘောမျိုးကိုလည်းစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်နေပြီးမနေ့ညနေခါအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီကတဲ့အော်တိုဘာနေ့ရက်ကလည်းနံပါတ်2မြို့ရက်ကွက်ရှိကိုလေကြောင်းကနေဘုံကျဲလို့အရက်သား3ယောက်တိုက်ဆုံးခဲ့ရပါတယ်။ဒီနေ့မနက်ပိုင်းကမိုးကုတ်မြို့ပေါ်မှာတိုက်လေရင်တွေပြန်ဝဲခဲ့တယ်လို့မနေ့ကလည်းမိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုစစ်ကောင်စီကဘုံကျဲလို့အရက်သားတချို့အထိခိုက်ဒဏ်ရာရပြီးအဆောက်အအုံအချို့ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီး drone တွေနဲ့အမြေပြင်စစ်ကြောင်းအင်အားတွေတုံးပြီး နေရအနက်မှာအရက်သားတွေကိုပြစ်မှတ်ထားတက်ခိုက်နေလို့လုံခြုံရေးသတိပြုချဖို့ TNL ကထုတ်ပြန်ထားပါရှင်။ထိုင်းအစိုးရကအထောက်ထားမရှိသူတွေကိုတရားဝင်အလွတ်လုခွင့်အတွက်ဗတ်အသေးရိုက်ပေးမယ့်အစီအစဉ်ရပ်ဆိုင်းလိုက်တဲ့နေ့မှာပဲစမုတ်စခွန်ခရိုင်မှာဗိုက်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုံသားတရားကြော်ဖမ်းဆီးခံလိုက်ရပါတယ်။ထိုင်းအစိုးရဟာအထောက်ထားမရှိသူတွေအတွက် အော်တိုဘာ19ရက်နေ့ကနေအော်တိုဘာ29ရက်အတွင်းဗတ်အသေးလုပေးဖို့စီစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအလို့သမဝန်ကြီးဌာနကမနေ့ကကြေညာခဲ့တာပါထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာတွေကြောင့်ဗတ်အသစ်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့အကြောင်းပြထားပါတယ်ဒါပေမဲ့ဘယ်အချိန်မှလုပ်ငန်းစဉ်ပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူးထိုင်းအစိုးရကဗတ်အသစ်ရိုက်ပေးဖို့ရွှေ့ဆိုင်းကြောင်းကြေညာတဲ့မနေ့ကပဲဇမွန်ဆောက်ခွန်ခရိုင်ကအခွက်ခံအရမှာဗတ်အသစ်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုပ်သားတရားနှုတ်ဦးဟာအဖွဲ့ဆောင်ပါတဲ့ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ် လက်တလောထိုင်းနိုင်ငံမှာဗတ်အသေးရိုက်ဖို့စောင့်ဆန်းနေတဲ့မြန်မာတွေတန်းချီရှိနိုင်တယ်လို့ထိုင်းနိုင်ငံတောင်ပိုင်းအခြေဆိုင်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED Director ဦးထွချက်ကခန့်မှန်းပါတယ်။ဗတ်ရိုက်မပေးခင်ကြားမှာတော့ဖန်းစီတွေပိုကျလာနိုင်လို့ဂရုပြုနေထိုင်ကြဖို့ပြောချင်ပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာလူသားတရားကျော်ဖန်းစီခံခဲ့ရတာဟာပွဲစားတွေကြောင့်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာလူသားများအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ဦးဆောင်တာဝန်ခံကိုရဲမင်းကပြောပါတယ်။ မြမပွဲစားအချင်းချင်းအဝေမတက်မနာလို့ဖြစ်ကြပြီးပွဲစားတူကနေရအတိအကျနဲ့ထိုင်းလဝကမှတိုင်လို့မဖြစ်မနေဝင်ဖမ်းရကြောင်းကိုရဲမင်းကသူကြားသိထားတဲ့အခြေအနေကိုပြောပါတယ်။ဖမ်းဆီးခရယာသူတွေရှိပေမဲ့ပွဲစားတွေဘက်ကတော့တာဝန်ယူမှုတာဝန်ခံမှုရှိဘူးလို့သူကစပြောတာပါ။ဖမ်းဆီးခရယာသူတွေဟာပြည်တွင်းမှာနေလို့မရတာကြောင့်အကျွေးတင်ခံပြီးလာရောက်သူတွေများပြားတယ်လို့ကိုရဲမင်းကပြောပါတယ်။ထိုင်းအစိုးရဟာနိုင်ငံတွင်းမှာတရားမဝင်လာရောက်သူတွေအများပြားရှိလာခြင်းနဲ့ လုပ်ငန်းခွင်မှာလုံသားလိုအပ်ချက်တွေရအထောက်အထားမရှိသူတွေကိုတရားဝင်အလုပ်လုပ်ခွင့်ရအောင်နှစ်စဉ်ဘိုက်ရိုက်ပေးရတဲ့လုပ်တွေရှိပါတယ်။ဒီနှစ်ထဲမှာဘိုက်ရိုက်တဲ့လုပ်ငန်းစဉ်တစ်ချိန်လုပ်ခဲ့ပြပါပြီ။အခုတစ်ချိန်ဟာဒုတိယတစ်ချိန်ဖြစ်ပြီးယာယီရွှေ့ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီလိုဘတ်အစ်စ်ရိုက်ပေးတော့ကိုပန်းရောင်ကတ်လုပ်ပေးတာလို့လည်းခေါ်ကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းကုန်တော့စီးပွားရေးကျတဲလာတာကြောင့်အလောက်ကိုင်းရှားပါတာစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေမနေရတာနဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကြောင့်လူငယ်အများပြားဟာ ထိုင်းနိုင်ငံအတွင်းကိုအလုံးအရင်နဲ့ဝင်ရောက်လာနေပါရှင်။ဒီနေ့နေလခင်တိနောက်ဆုံးရရှိလာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်စစ်တင်ဆက်ပေးသွားကြတာဖြစ်ပါရှင်။